စကိုင်းငလင်တွက်အမေရိကန်ဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့ USGS ကထုတ်ပြန်ထားတဲ့ဆိုင်ရင်းနှောင်းရွာကဗဟုချက်နေရာနာမှာထူးခြားမှုတွေဖြစ်ပေါ်ခဲ့လို့ရွာခံတွေကပြောပါရယ်ဟန်နာသတင်းပေးပို့ထားပါရယ်ရှင်ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့စကိုင်းငလင်အတွက်အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS ကထုတ်ပြန်တဲ့ငလင်ဗဟုချက်နေရာမှာမြေထွေးအပူချိန်ကြောင့်အင်္ဂလိပ်အခရာ V ပုံသဏ္ဍာန်လောင်ကျွမ်းထားတဲ့မြက်တွေကိုတွေ့ရှိရပြီး ငလင်လုတ်ပြီး10ရက်အကြာဧပြီလ9ရက်နေ့ကတောင်အပူချိန်ကရှိနေပါတယ်ငလင်ဘိုချက်နေရာကိုတွားရောက်ကြည့်ရှုခဲ့သူစာရေးအနောက်ရွာသားတို့ကတော့အခြေအနေကို ပြောပြပါတယ်အဲပြောမယ်ဆိုရင်တော့ဒါကတော့တဘာဝမြေရိုင်းတော့ပေါ့မြေရိုင်းတော့ဆိုကျွန်တော်ဒီသားခေါ်တော့ဒါညွတ်မြက်ခေါ်တော့ဗျာအဲညွတ်မြက်တော့ပေါ့ညွတ်မြက်တော့မှာဒီငလင်ရဲ့ဘိုချက်လို့ယူဆလို့ရတဲ့နေရာပေါ့ပြောမယ်ဆိုရင်ခုထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေရဲ့ location နေရာနဲ့တခြားချက်ကြတဲ့နေရာက ထူးခြားမှုရှိနေတာကဘာလဲဆိုတော့အဲတောမြေရိုင်းတွေကလူရှို့ထားတာမျိုးပေါ့အဲဖန်ပြီးပြီးတော့ရှို့ထားတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့တဘာဝလောင်ကျွမ်းထားတဲ့အနေအထားမျိုးမျက်ပင်မျက်ရိုင်းတွေကလောင်ကျွမ်းထားတာအဲ့ဒါတခုတော့တွေ့ရတယ်ဗျာဟုတ်အဒီငလင်ဘိုချက်နေရာကငလင်လုတ်ပြီး၁၀ရက်အကြာဧပြီလ9ရက်နေ့ထိအပူချိန်ရှိနေဆဲဖြစ်ပါတယ်။ငလင်လုတ်ခတ်ချိန်မှာငလင်လုတ်ခတ်ရာရေမြင့်ကြီးအင်းဆက်အနီးရှိပဒူရွာကဆစ်ဆောင်စခန်းတဲကုန်းမှာရောက်ရှိနေသူအမျိုးသမီးတဦးကငလင်လုတ်ခတ်ချိန်ကအခြေအနေကိုပြောပြပါတယ်။ ော့ငလင်းလောက်တော့ပထမတော့ဟိုဂျင်းဆိုပြီးတော့ကွာဟိုမိုးထိုင်တာပဲထင်တာပေါ့နော်အော်အဲ့လိုကြီးပဲအဲ့လိုတန်လိုက်မဟုတ်ဆိုမြေကြီးလှုပ်သွားတော့လေခါးရနာတဲတွေအကုန်လုံးကွာတက်ပြီးအောင်မနေတော့တက်ပြီးထတယ်ရောလူကြီးကအော်မထဘူးမထဘူးထိုင်းထိုင်းနဲ့ဆိုတော့အမထိုင်းနိုင်ကုန်လို့အာနဲဟိုတုံးမင်းသမားရလဲလာတုံးမင်းသမားလဲဝုန်းဝုန်းနဲ့စင်ထိုင်းကုန်အောင်အောက်တယ်အကုန်လုံးထင်းတယ်လဲလူကြီးကထိုင်းလိုက်ပြီးတော့တက်တဲ့အကုန်လုံးအမထိုင်းနေပထမ၃ရက်တခါပြန်ထက်လောက်တာမနမငြိမ်မှုအတိုင်းတိုင်းတနေကုန်ဝိုင်းလှုပ်နေအဲ့လိုကြီး ောက်ပြီးမှပြန်လိုက်ပြီအော်ငါတို့တော့ငလင်းလောက်တာတစ်ခါမှဒီတစ်ခါမှကြုံဘူးပေါ့နော်ငငလင်းဝတော့ငလင်းလောက်တယ်ဆိုတာသိတယ်လောက်ရုံမဲ့လှုပ်ဘူးပါပေါ့ဒီတစ်ခါတော့အတန်ရောဒီလိုမျိုးကြီးလှုပ်ခါရဲနာတစ်ခါပဲတုံဘူးပါတစ်ခါမှမကြုံဘူးအတန်ကတော့ခုနကပြောလို့အော်အဲ့လိုဟောဆိုအတိုင်းလာပြီးမှလှုပ်ခါကြတာအဲ့လိုမျိုးကြီးမိုးထင်တို့တိုင်းအဲ့လိုလာလာမိုးထင်တို့တိုင်းမြတ်တိုင်းရနှစ်ရက်နှစ်ရက်စလိုက်အဲ့လိုတိုင်းကြီးဂျင်းဂျင်းဂျင်းဆိုမှလာလာတိုင်းရအဲ့တန်လိုက်ဆိုလိုင်းတည်းကလေးကလူကျော်ဟာတိုင်းမီပြန်ပြီတူလားအဲ့ဆိုလေးငယ်လေးလှုပ်လိုက်လာပြီတော့လှုပ်တယ်၃ရက်၄ရက်စလိုက်လှုပ်တာ လိုဟိုပထမပထမရက်ကတော့ရန်ဆိုးတယ်နောက်ရက်တည်းကတော့အလောက်ကြီးမဆိုးဘူးနောက်ရက်တည်းကတော့ဟိုလှုပ်တယ်ဆိုတော့တိကျတယ်လှုပ်သွားလှုပ်သွားပြီပဲအဲ့လိုမျိုးပေါ့ညနေပိုင်းနောက်တစ်နေ့ကျတော့ဟိုကနေက30ရက်နေ့လောက်ညနေပိုင်း9နာရီလောက်ကတခါထပ်လှုပ်သေးရယ်ညာကြီးမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းရဲ့တိတ်ပန့်ဆိုင်ရာအချက်လက်တွေမြေပြင်အခြေအနေတွေကိုတုံးတက်ပြီးအရက်ဘတ်မိုးလီဝတပညာရှင်ဖြစ်သူဦးဝင်းနိုင်ကမြန်မာနိုင်ငံအတွက် USGS ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအတည်ပြုပြောဆိုပါတယ် ခုတိုင်းဆိုလို့ချင်းကျွန်တော်တခုအတည်ပြုလို့ရသွားတာဗာလဲဆိုတော့ဟိုအာထိုင်းကအာလုတ်တဲ့နေရာပေါ့ထိုင်းကလုတ်တဲ့နေရာဒီဘဟုချက်အတိအကျမဟုတ်ဘူး USGS ကလုတ်တဲ့နေရာကအဲ့ဒီတို့တို့ပြတဲ့နေရာမှန်နေဆိုတဲ့အကြောင်းပေါ့အဲ့ဒီဟာတခုကတော့အတည်ပြုလို့ရသွားတယ်ငလင်ဘိုချက်နဲ့အနည်းဆုံးကြီးရွာဖြစ်တဲ့စေရီအနောက်ကြီးရွာဟာအင်ဂျင်နီယာကျော်ရှိပြီးလူဦးရေတထောင်ကျော်ရှိပါတယ်။တောင်တူလုပ်ငန်းကိုအဓိကထားလုပ်ကင်ကြပြီး ဂျုံကလဘဲနန်းမြေဘဲနဲ့အခြားဘဲမျိုးစုံတို့ကိုလည်းစိတ်ပြူကြတာပါငလင်ကြောင်ကြီးရွာတစ်ခုလုံးအတိုင်းအတာရဆဆိုးရွရွပျက်စီးခဲ့တာမရှိပေမဲ့ရွာဦးဖျားကြီးပျက်စီးခဲ့တယ်လို့ကြီးရွာအတွင်းနေအိမ်ပျက်စီးတာအုတ်တိုင်းပြူကြတာတွေရှိခဲ့တယ်လို့ရွာခံတွေကပြောပါတယ်လူတိတ်ဆုံးမှုမရှိခဲ့ပေမဲ့မိဖွားပိစအမျိုးသမီးတယောက်အုတ်တိုင်းပြီးခဲ့တဲ့အတွက်လက်ကျိုးထိခိုက်ခဲ့တယ်လို့သိရပါတယ်ကျမဟန္တာပါ